ခုလေမြန်မာပြည်မှာအစတော့တူတကောင်းတွေအရန်ပေါ်တယ်တူတကောင်းတွေပေါ်တော့တဘာဘဲတဲ့တဲ့တိတ်မဖြစ်ဘူးဟုတ်လားတူတကောင်းတွေကမေတ္တာတွေစရဏအားတွေဒါပေမဲ့အခုနောက်မှာတူတကောင်းတွေမရှိတော့ဘူးလားဆိုရှိတယ်နဲတော့နော်မကောင်းတဲ့သူတွေများလားဖျားစကားနားမတော်တဲ့သူတွေမယံချမ်းတဲ့သူတွေများလားမယံချမ်းတဲ့သူတွေများလားတော့ပို့ပြီးတော့တဘာဘဲတဲ့တဲ့တွေပို့ဖြစ်တော့ ဘုန်းတော်ဥပမာလေဒီဆောင်တော်ဘုရားကြီးတို့မွန်ကြီးဆောင်တော်ဘုရားကြီးတို့အခုပြန်တော်မူသွားတဲ့ဘုန်းကြီးတို့တောင်နဲ့တာသနာပုဆောင်တော်ဘုရားကြီးဩဒမတာရာလေယေရှုဆောင်တော်ဘုရားကြီးတို့တိဆောင်တော်ဘုရားကြီးတွေကမြမပြီးတော့မှုန်တိုင်းဝင်တော့မယ်ဆိုတာနဲ့မှုန်တိုင်းရောအာယုံပြုဂုံတော်တွေပွားသူတို့စရဏအားရမေတ္တာတွေတစ္ဆာတွေနဲ့လေမှုန်တိုင်းမဝင်အောင်ကာကွယ်တာဒါသိပ္ပံပညာနဲ့ကြည့်ရင်ဒါမဖြစ်နိုင်ဘူးထင်လိမ့်မယ်သိပ္ပံပညာလိုက်မမီတာတွေဗုဒ္ဓဘာသာမှာအများကြီးကြံသေးတယ်နေရာလဲသိပ္ပံမင်းတွေတော့လာပြီးသုံးတန်းတယ် ိဘေပညာသည်အရန်ကောင်းတယ်လက်ခံတယ်ဒါပေမဲ့တိဘေပညာသည်ဆုံးခတ်မတိုင်သေးဘူးလုံးဝမပြည့်စုံသေးဘူးတိဘေပညာအဖြစ်ရှာမရတာလေလောကမှာအများကြီးပဲအခုဘုန်းတို့မြန်မာနိုင်ငံကိုမှုန်တိုင်းနေလာတော့မယ်ဒီလိုမျိုးရေဘေးတွေမီးဘေးတွေဗားဘေးတွေကြုံတော့မယ်ဆိုရင်ရှေ့ရှေ့စာတော်ဘုရားကြီးတွေကတကယ်ဆရဏအားကောင်းတဲ့စာတော်ဘုရားကြီးကမေတ္တာပို့တာဟောတစ္ဆာဆိုဂုံတော်တွေပွားတာဥပမာလေဒီစာတော်ဘုရားကြီးဆိုရင်လည်းမြန်မာပြည်မိုးခေါင်ရေရှားဖြစ်တယ်နှစ်ပေါင်းတက် နှစ်ပေါင်း20လုံးဒါကုတီတွေစေးတွေတောက်ရီတုံးရီတွေဖြည့်တဲ့ကုတုံအာယောပြုမိုးနဲ့သားလင်းနဲ့သားတွေတစ္ဆာဆိုတဲ့ကမိုးရွာချရတယ်ဒါသူတော်ကောင်းတွေရှိတရားပြီမိုးခေါင်ရေရှားလူတွေဒုက္ခရောက်နေတဲ့အချိန်မှာလေဒီစာတော်ပြားရဲ့မေတ္တာတစ္ဆာကြောင့်မိုးရွာသွန်းတာတွေမြန်မာပြည်မှာဒါတတ်တယ်ပဲဒါတိဗ္ဗေပညာလုံးဝညံ့မမီဘူးတိဗ္ဗေပညာပေမမီတာတဲ့တော့လာမတိုင်းနဲ့မရဘူးနော်ဒါရှိဥပမာဘုန်းတော်မိုးကြီးစာတော်ပြားကြီးဆိုရင် ဘယ်နိုင်ငံဘယ်နိုင်ငံတွေစစ်ဖြစ်တော့မယ်ဆိုရင် तू ကအဲ့လိုသတင်းတွေနားထောင်ပြီးဆိုတော့ကြည်ကစိတ်ပူပြီးအဲ့ဒါမြေပုံကြီးရှေ့ချပြီးတော့လေဒီနိုင်ငံနဲ့ဒီနိုင်ငံစစ်ဖြစ်တော့မယ်ဆိုမြေပုံချချပြီးအာယုံပြုတ်ဒီနိုင်ငံမှာရှိတဲ့သူတွေဟိုဘက်နိုင်ငံမှာရှိတဲ့သူတွေအဲနိုင်ငံခေါင်းဆောင်တွေသူတို့အာယုံပြုတ်မေတ္တာအထူးပို့တယ်စိတ်မဖြစ်အောင်ဒီလိုမျိုးမေတ္တာတွေပို့တဲ့သူစိတ်မဖြစ်ပဲနဲ့ငြင်းချင်ရသွားတာအများကြီးရှိတယ်ဒါတွေကဘုံတော့ကဘာအပေါ်မှာသူတို့ကောင်းတွေကအဲ့ဒါငါကူညီလို့ကွာဆိုပြီးတော့မန္တန်တိုင်တော့ဘယ်သူမှမတတ်ဘူးသူတို့ကောင်းမှန်ရင်လေ ငါကူညီလို့ငါမေတ္တာပို့လို့လေငါတစ္ဆာဆုပ်ပေးလို့လေဆိုပြီးတော့သူတော်ကောင်းကနာမည်ရကြလို့မန္တတိုင်မတက်ဘူးတချို့အရာတွေကတိုက်ဆိုင်မှုမဟုတ်ဘူးသူတော်ကောင်းရဲ့မေတ္တာတစ္ဆာတွေအားဟုတ်ပြီလားဗျာသူတော်ကောင်းရဲ့မေတ္တာတစ္ဆာတွေအားတွေကြောင့်တချို့စစ်ပွဲတွေငြိမ်းချမ်းတော့တယ်တချို့မှုန်တိုင်းလာပါပြီးတော့ကြင်ညာပြီးမှထူးခြားစွာပဲနော်မှုန်တိုင်းကအပြော့သွားပါပြီးဆိုတာအဲတဘာဝအပြော့သွားတာလည်းရှိတယ်လို့သူတော်ကောင်းရဲ့မေတ္တာတစ္ဆာတွေကြောင့်အပြော့သွားတာလည်းရှိတယ်ဟုတ်ပြီလားဗျာဒကာမများ ဘုန်းတော်တောင်တဲ့တာနာပြုဆိုတော့ဗျာကြီးဩတမတာတာချင်းပြင်းနေဒါဖလန်မြို့ဘေးနာကသူ့ရဲ့နေရာလေးပေါ့နော်အဲဒီတောင်ပေါ်လေးမှာတရင်တုံးနေနေရေဒီယိုလေးဖွင့်လိုက်တာလေဆိုတော့ကြီးကနားထောင်တော့အဲ့မှာရေဒီယိုကဒါဘုန်းတော်ဒါမိုးလေဝသတရင်ကြီးညာလေဒါမကြမီမှုန်တိုင်းဒါမြန်မာပြည်တဲကိုဝင်လာပါတော့မယ်မိုင်မောင်းအဲ့လိုတနာယူမိုင်ဘလောက်နှုံးနေအမတန်ကိုအန်ရရှိရမှုန်တိုင်းကြီးလာနေပါပြီဆိုတဲ့တရင်ကိုကြားတယ် sorry စိတ်ပူသွားတယ် အဲ့ဒါစိတ်ပူသွားတော့အဲ့ဒီရေဒီယိုလေးမြန်မြန်ပိတ်သူတရားကောက်ထိုင်တရားကောက်ထိုင်ပြီးမှုန်တိုင်းအောင်အာယုံပြုမှုန်တိုင်းအောင်အာယုံပြုအာယုံပြုပြီးသူကဂုံတော်ပွားအဲ့မှုန်တိုင်းရောအာယုံပြူမှုန်တိုင်းကြီးကမဲပြီးမြင်နေရတယ်မှုန်တိုင်းရဲ့ဘိုးဘိုးချမ်းမောက်အာယုံပြူအဲ့အာယုံတဲ့ပြုတ်ပြီးတော့ဆရာရဲ့တမာတိဆရဏအားနဲ့မှုန်တိုင်းတဲ့ကိုဝင်သွားတယ် ဟောနာအနအနဘုရားရဲ့ဂုံတော်တွေမေတ္တာတစ္ဆာတွေလဲဆိုသူပြရတဲ့ကုသိုလ်တွေနဲ့တည်းဟာတစ္ဆာဆိုဆရဏတွေတစ္ဆာဆိုဂုံတော်ပွားပြီးအမှုန်တိုင်းကိုအောက်ကိုမစင်ပဲနဲ့ဥပမာပေါ့နော်မှုန်တိုင်းရဥပမာပေါ့နော်ဒါဘကိုးတို့ရန်ကုန်တို့ကိုမှုန်တိုင်းဝင်မယ်ပေါ့ဥပမာပေါ့နော်အဲ့ရအောင်ဆရတိကအဲ့မှုန်တိုင်းကအောက်ကိုစင်းပြီးတော့မှုန်ဒီဘကိုးရန်ကုန်ဘက်ကိုစင်းမဲ့ကြလာမဲ့ အပေါ်ကနေအောက်ကိုတပြေးပြေးတိုက်ခတ်မယ်အဲ့ဒီမှုန်တိုင်းပေါ့ဆိုတော့ကြီးကသူ့ရဲ့ဂုံတော်အာဆရဏအားတွေနဲ့ထိမ်းပြီးအရဟံဂုံတော်တွေပွားပြီးမှုန်တိုင်းကိုထိမ်းပြီးတော့အဲ့မြမပြီးအလဲပိုင်းရေရှားမိုးခေါင်နဲ့ဒေတာကိုလှုပ်ပေးလိုက်တာလေအဲ့တော့အဲ့ရေရှားတဲ့နေရာလဲမိုးရွာသွားတယ်ဒီဘက်လဲမှုန်တိုင်းမဖြစ်တော့ဘူးပြီးတော့ဆိုတော့ကြီးကအဲ့ရေဒီယိုပြန်နှားထောင်တယ်အာထူးခြားစွာပဲမှုန်တိုင်းကဒီမျိုးတွေကိုဒါမကျကျော်ပြီးတော့ဒါမြန်မာပြည်အလဲပန်းကိုမိုးဖြစ်ပဲရွာသွန်းသွားပါတယ်အားလည်းပြော့သွားပါပြီ sorry အဲ့မှာပီတိဖြစ်တာလေ ဒါကြီးကဆိုတော့ဤနောက်မှာပြောပြမှသိတာဒါသူတော်ကောင်းကြီးရဲ့မေတ္တာတစ္ဆာတွေပြောပြတာဒါသူတော်ကောင်းကြီးများများရှိခြင်းအပြင်လောကကြီးကအေးချမ်းတယ်ဒါသူတော်ကောင်းကြီးရဲ့မေတ္တာအားဆိုနော်ဒါပေမဲ့ဒါကြီးကဒီသူတော်ကောင်းကြီးကငါကူညီတာပါဆိုပြီးတော့အခုခေတ်လောပြောရင် Facebook ပေါ်လည်းမသိဘူးလိုင်းပေါ်မှာလည်းမကြင်ညာမကြင်တော့လူတွေကလည်းမသိဘူးမသိဘူးတချို့ကစော်ကားဖုန်ကြီးတွေပါဖြစ်တယ်ညာဖြစ်တယ် ဆိုတဲ့ဘုန်းကြီးတွေမရှိဘူးလို့ဘုန်းကြီးမဆိုလို့ရှိတယ်ဘုန်းကြီးတို့ကိုယ်တိုင်လည်းမနဲ့တဲ့ကိုတာသနာဝန်စီဘုန်းကြီးတွေတာသနာအကြောင်းပြတရားဓမ္မရဲ့လှူဒါန်းတဲ့ပစ္စည်းလေးပါတုံးဆွဲပြီးတာသနာမပြုတ်ပဲနဲ့ဖြတ်နေတဲ့ဘုန်းကြီးတွေလည်းအများကြီးပဲတချို့ဘုန်းကြီးတွေကတာသနာကိုဖြတ်နေတာတချို့ကျတော့တာသနာတော့မဖြတ်ပေမဲ့ပြုတ်လည်းမပြုတ်ဖြတ်လည်းမပြုတ်အဲ့ဒီလည်းစားလိုက်နေနေနေတာဒါကြောင့်လည်းတာသနာအတွက်ဝန်စီတယ်ဝန်မထမ်းတာသနာဝန်ထမ်းတဲ့သူတွေကထမ်းတဲ့သူတွေများပြီးခိုစီးတဲ့သူတွေများလာတော့ဘယ်သူကနိုင်တော့မှာအခုက ဒီလိုသူတော်ကောင်းတွေအားပြော့ပြော့လာဆရာတော်ဘုရားကြီးတွေပြန်တော်မူမူသွားတဲ့အခါမှာသူတော်ကောင်းတွေအားတွေယော့ယော့လာတယ်ရှိတော့ရှိတယ်မြန်မာနိုင်ငံမှာဘုန်းတော်ကဘာပေါ်မှာသူတော်ကောင်းတွေရှိပေမဲ့စိုးသွမ်းတဲ့သူတွေများလာမီးများလာတော့ရင်းမနိုင်တော့အဲကြောင့်တဘောဘေးအန္တရာယ်တွေပိုဖြစ်လာ